ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ19ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းရုံးသတင်းအထူးသတင်းကောင်းလေးတွေကိုရုပ်ဥစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတွေကတော့မန္တလေးတိုင်းစင့်ကိုင်မြို့နယ်မှာအချမ်းမဆက်တဲ့ရဲ့တူရောင်တရားမှုရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်ပူးပေါင်းပါဝင်နေတဲ့ပူဇော်တီ9កောင်ကိုအရှင်ဖမ်းမိခဲ့တယ်ပေါ့နော်ကျွန်တော်လက်ပစ်ပေါင်းနေလဲတင်းစီရမိခဲ့တဲ့အကြောင်းကိုကြောက်စက်ခရံ MNN တက်ရင်တခွနှစ်ထိုင်ရနေပြီးတော့မှသိရတယ်ပေါ့နော်နိုဝင်ဘာလ18ရက်နေ့မှာစင့်ကိုင်မြို့နယ်အတွင်းမှာအချမ်းမဆက်တဲ့ရဲ့တူရောင်တရားမှု ရေကောက်ဝက်ဖြစ်မြားရေးအတွက်လက်နက်ကင်ပူပေါင်းပောင်းဝင်ပေးနေတဲ့ဒီဇော်ဒီတွေလိုက်ပါလာတဲ့ထော်လာဒီတစည်းကိုတော်လိုင်းတဟုတ်ဝင်တွေကစောင့်ကြိုဖမ်းဆီးခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗျ။အဲ့လိုမျိုးစောင့်ကြိုဖမ်းဆီးမှုတွေမှာထော်လာဒီပေါ်လိုက်ပါလာတဲ့ဒီဇော်ဒီ၅ဦးကိုတော်လိုင်းတဟုတ်ဝင်တွေကအရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။သူတို့ကင်ဆောင်ထားတဲ့လက်ပစ်ပုံးတွေလည်းတင်စီရမိခဲ့တဲ့ကြောင်းလည်းသိရပါဗျ။အဲ့လိုဖန်ဆီးရမိတဲ့ပြည်သူ့ဒီကောင်ကိုမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တန်းကိုလွှဲပြောင်းဖို့ဆောက်လိုက်ပြီးတော့မှအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။အဆိုပါဖန်ဆီးမှုကိုတော့ကြောက်စက်ခရင် MNA တက်ရင်တက်ခွဲနှစ်ကြောက်စက်ခရင် MNA တက်ရင်တက်ခွဲသုံးနဲ့ စင့်ကင်ပါကပါဝရာပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရတယ်ဗောနော်ဆိုတော့ကျွန်တော်တော်လိုင်းရဲဘော်တွေကတော့အထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဝမ်းသာပါတယ်ဒီလိုကောင်ဘွဲတွေကိုသူတို့နဲ့ထိုက်တန်တဲ့အပြစ်တစ်ခုကိုပေးပါလို့ကျွန်တော်ဘလာဒါကြီးကဒီနေရာကနေပြီးတော့မှတိုက်တွန်းခြင်းပါတယ်ဗျနောက်ထပ်တဲ့လေးကတော့မကွေးတိုင်းဂံကောမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အမတ်နေရွှေပင်ရွာခေစကန်းကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်ဗိုလ်တပ်တွေဆုံးပြီးတော့မှစစ်တပ်ကရွှေပင်ရွာကိုဒါကျွန်တော်ရွာလုံးကျွတ်မိရှုပ်ဖျက်ဆီးခဲ့တဲ့အကြောင်းကိုရောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ YDF ကပြန်ကြားရေးတာဝန်ခံကိုနေကပြောပါတယ်နိုဝင်ဘာလ15ရက်နေ့မှာခံကောမြို့နယ်ကြောမြို့ကပ္ပစ23ဒါဆက်ယုံသွားရလမ်းမှာရှိတယ်ပေါ့နော်စစ်တပ်အမတ်နဲ့ရှေ့ပင်းမှာရှိတဲ့အဲ့မှာအထိုင်ကျတဆွဲထားတဲ့အင်အား20ခန်းရှိတဲ့စစ်တပ် gate ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်ဒီတက်ကမှုတွေမှာအချမ်းဘက်စစ်တပ်ကနေပြီးတော့မှစစ်ဘိုလ်ပေါ့နော်ဆရာချမ်းဆိုတဲ့ကောင်တိုက်ဆုံးသွားခဲ့တယ်တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာလည်းကပ္ပစ23က တံပြားကကား၃စီးနဲ့ဒါတက်ကိုတွေရောက်ရှိလာပြီးတော့မှလက်နက်ကြီးအမြောင်အများနဲ့ပြက်ကတ်တက်ခဲ့တဲ့ကြောင့်မလို့တော်လည်းရဲဘော်တွေကတော့ပြန်လဲဆုတ်ခွာနိုင်ခဲ့လို့သိရတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒီလိုစစ်ဘော်တကောင်သေးတယ်ဆိုရင်ကိုကျွန်တော်တို့လည်းဝမ်းသာတယ်။အဲ့တော့ဒီမရှင်ကိုလှုပ်ဆောင်ခဲ့တဲ့ညီကိုများလေးစားပါတယ်လို့ဘလတ်ဒါကြီးကပြောချင်ပါတယ်။နောက်ထပ်သတင်းလေးကတော့အလင်းဝင်တဲ့သတင်းပေါ့နော်။ဒါကတော့ဘကိုးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်မှာအချမ်းဘက်စစ်တပ်ရဲ့ခမရ981တပ်ရင်းကစစ်ဘော်တပ်သားတဲ့၃ဦးအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကို KNU ဘိုးကနေပြီးတော့မှသတင်းထုတ်ပြန်လာပါတယ်။ နိုဝင်ဘာလ16ရက်နေ့မှာမူးမြို့နယ်မှာရှိတဲ့ချမ်ပတ်ဆက်တဲ့ခမရ981တရင်ကစစ်ဗိုလ်တန်းတပ်သားတပ်ဦးဟာကရင်မျိုးသားလက်မျိုးရေးတပ်မတော် KNL တရင်8ထံကိုချိတ်ဆက်ပြီးတော့မှအလင်းဝင်ရောက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။ဒီစစ်ဗိုလ်တန်းတပ်သားတပ်ဦးကအသက်25နှစ်အရွယ်မောင်တန့်စင်ထွန်းအသက်23နှစ်အရွယ်ဒါကျတော့ကျော်စင်ထွန်းတော့နော်အသက်24နှစ်အရွယ်ပြည်စုံထွန်းတို့ကိုဒါချမ်ပတ်ဆက်တဲ့ကအတင်းအဓမ္မစစ်ဗိုလ်တန်းစေခိုင်းရဲ့ border ဆွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရတယ်ပေါ့နော်။ အဲ့လိုမျိုးအတရားနမဆက်ဝတ္တဆေကန်းခံရတဲ့တက်သားတဲ့အနေနဲ့ဒီဇက်ရတော်လိုင်းတက်ဖို့ဝင်နေခံကိုလက်နက်ချအလင်းဝင်ပေါင်းကြဖို့ KNU ခရင်မျိုးသားအစည်းအဝေးလည်းတိုက်တွန်းထားတယ်လို့သိရပါတယ်ဆိုတော့အလင်းဝင်ရောက်ခဲ့တဲ့ညီကို၃ယောက်ဂုံယူပါတယ်လေးလေးလေးစားပါတယ်ဗောနော်ဒါလေးလည်းပြောချင်ပါတယ်ဒါကျွန်တော်တို့နောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့မန္တလေးနော်မန္တလေးနဲ့ပတ်သက်တဲ့သတင်းလေးတောင်သာဗောတောင်သာမြို့နယ်မှာချက်ဘက်ဆက်တက်တဆွဲထားတဲ့နေရာတွေနဲ့စစ်ကြောင်းကိုတက်ခတ်ရမှာစစ်တပ်က၁၀ဦးတေဆုံးခဲ့တဲ့အကြောင်းကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ကတာဝန်ရှိသူတို့ကပြောပါတယ်နိုဝင်ဘာလ9ရက်နေ့နနက်9:00နာရီကျော်ခန့်အချိန်မှာတောင်သာမြို့နယ်တွင်မှရှိတဲ့မြင်းကြံညောင်ဦးပခုတ်ကိုလမ်းပိုင်းတစ်ပိုက်သာကျေးရွာမှာတက်ဆွဲပြီးတော့မှပြည်သူတွေကိုအနိုင်ချင်းနှိပ်စက်တက်ဖြတ်ထားတဲ့အထင်အရမှာဘော်ဒါဆွဲရာတွေလှုပ်ဆောင်နေတဲ့မြင်းကြံတီတော်ယူမော်ပြည်တော်ဒီအဖွဲ့နဲ့အချမ်းပတ်ဆက်တဲ့တွေပူပေါင်းထားတဲ့အင်အား60ကန့်ရှိတဲ့ဒါခွေတရောင်းစားတွေကိုတလန်ကြီးတစ်ဖက်ဝင်တွေကဝင်ရောက်တက်ခတ်ခဲ့တာဖြစ်တယ်လို့သိရတယ်ဒီတက်ခတ်မှုတွေမှာအချမ်းပတ်ဆက်တဲ့ဘက်က9ဦးသေဆုံးခဲ့ပါတယ်4ဦးတီတီထိခဲ့တဲ့ရန်ရရှိခဲ့ပါတယ် တိုက်ပွဲဖြစ်ပွားပြီးနောက်မှာမြင်းကြံဘက်ကတက်ကူလာတဲ့အစံဘက်စစ်သားတွေကမင်းကျူရွာနဲ့ကြာပူရွာတို့ကိုဝရောက်ဝင်တော့ပြီးတော့မှကြာပူရွာကပြည်သူ၁၅ဦးကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့လို့သိရတယ်ပေါ့နော်။နိုဝင်ဘာလ9ရက်နေ့မှာမိုးလဲ၁၂နာရီကအချိန်တုန်းကလည်းတမိုက်တာကျေးရွာမှာရှိတဲ့စစ်တပ် gate scan ကိုတော်လိုက်တပ်ဖွဲ့ဝင်တွေကထပ်မံတော့ရောက်တိုက်ခတ်ခဲ့ရမှာအစံဘက်စစ်တပ်က3ဦးသေဆုံးခဲ့ပြီးတော့မှ4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရတယ်။ဆိုတော့အဲမြင်းကြံတောင်သာလမ်းပိုင်းမှာပေါ့နော်။အဲကျွန်တော်တို့အချမ်းပဲစတဲ့ကအင်အား300ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်မလို့တောင်တာမြို့နောက်ဘက်မှာရှိတဲ့တန်လန်းဂိတ်ကိုတောင်လန်းဂိတ်တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တက်ခဲ့ရမှာစစ်သားနှုတ်ထပ်မံတေဆုံးခဲ့ပြီးတော့မှနှုတ်ထိခဲ့တဲ့နေရာရှိခဲ့တယ်လို့သိရတယ်ပေါ့နော်ဆိုတော့အားပြပြပါဒီကျွန်တော်တို့စစ်ခွေးတွေတက်ဆွဲခဲ့တဲ့နေရာတွေကိုဝင်ကျုံးနေရယ်ဆယ်ကောင်တိတိတည်တယ်အဲ့တော့ဝမ်းတာတယ်ကျွန်တော်တို့ညီကိုတော်တွေလည်းထိခဲ့မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပေါ့နော်ဒါကိုထပ်ပြီးတော့မှကျွန်တော်ကျေးဇူးတင်ပါတယ်ဒီတက်ခဲ့ဘုကတော့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ညောင်ဦးခရိုင်တရင်အမတ်9နဲ့မြင်းကြက်ခရိုင်တရင်အမတ်3တို့ကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆိုတော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါ ပထမဦးစွာကျွန်တော်ကမိသားစုတွေကိုဘိုးတော်ဇော်ရဲ့ရဲဘော်တွေတန်းစီဓာတ်ပုံရိုက်ကြပြီဆိုတဲ့သချင်းလေးเนาะဒါလေးကိုမိသားစုတွေကိုဒါ reaction လုပ်ပေးစေချင်ပါတယ်အဲ့တော့ဒါလေးအတူတူကြည့်အောင်เนาะရဲဘော်တွေတန်းစီဓာတ်ပုံရိုက်ကြပြီ တော့ဘုကအေးချစ်တော့မတန်ကောင်းလို့ဒီတုံးလုံးနဲ့ပဲလဲနဲ့ဟန်ရပန်ဒချီကိုယူစေရကပကြောသွားပြီချက်ကနေစအောင်ကနေဒီဘယ်လိုဖြစ်ရသည်ဆယ်ဖီလေးတော့ဆွေးမလို့ပါတောင်းမြကန်ကုန်ပြီကိုယူနဲ့ကားရပြီမြန်မာကပုံကြီးစတန်ဒတ်ချီတော့ဆက်ခွဲခဲ့ပြီဟာလာရှုံးမိကလည်းတမွက်ပွဲရှုံးနေစေဟုတ်လိုက်လား အရှိတို့တိုက်စင်တော့ပြန်လဲကြည့်ပင်ကြီးဟဲ့တဲ့ကွယ်အမီးမင်းကြီးဆိုမို့ရပဲညမရှိပဲအမီးမွေးချစားရင်လက်ဆောင်ကျူရီကလည်းရေဘော်လေးတန်းစီဓပ်ပုံရိုက်ကြမည်တော့ဘုကရေးကြည့်ဒီမတန်းကောင်းလို့ဒီတုံးလုံးရဲ့ပဲလဲနဲ့ဟန်ရပန်းချီကောင်းယူစေရကပကြောတော်လီချက်ကနေစာအောင်ကနေဘယ်လိုဖြစ်ရသည်

ဘိုက်တယ်ပြတဲ့လားဘာဒီဘိုးတော်ဇော်ကလေအသက်ရွယ်နေမလိုက်သူ့ရဲ့ဟိုတက်ကြွမှုကြီးอ่ะဒီဒေါ်လာရေးပုံမှာတက်ကြွမှုကြီးอ่ะကြောက်เสียရကြီးကျွန်တော်တို့သူ့အသက်ရွယ်ဆိုသူ့တော့လုံနိုင်မှာမလားတော့မသိဘူးဒါပေမဲ့အင်မတန်မှဟိုဒေါ်လာရေးမှာတကယ်ကျွန်တော်လေးစားရတဲ့ဒီလိုမျိုးပြတန်ဆန်လိုက်ကိုစားသားပြောင်းရေးတဲ့အထက်မှာဘိုးတော်ဇော်လည်းကျွန်တော်တို့ဆေးရတဆူလိုပဲဗျဒါကြောင့်မလို့လေလေးစားတာသူတချင်းဆိုစောက်ချိုးနဲ့ရွေးကောက်ဖို့တော့ဆိုဘလောက်ကောင်းလဲငါကျွန်တော်ရှေ့မှာလည်းအားလုံး reaction လုပ်ပေးခဲ့ပါတယ်ဆိုတော့အဲကျွန်တော်တို့ဘိုးတော်ဇော်ပေါ့နော်အပါဘိုးတော်ဇော်ပေါ့ အဆက်အသွယ်အားလုံးဆက်ပြပါသေးဒေါ်လာကြီးပြီးဆုံးတဲ့အထိနိုင်ငံဘောနော်တိုးတက်တဲ့အထိကိုဘောနော်ပါဝင်နိုင်ပါစေလို့ပရတာကြီးကဒီနေရာနဲ့ပြောဆူတောင်းပေးလိုက်ပါတယ်โอเคဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့အမေစုဘောနော်မေစုကလေစတဲ့ကအာနာသိမ်းမအောင်ကြုံများသိနေသလားမသိဘူးဒါကြောင့်မို့လို့ဒီဒေါ်လာကြီးနဲ့ပတ်သက်ပြီးတော့ဗာဒီစကားတွေကိုပြောခဲ့တာလားဆိုတာကတော့မိသားစုတွေဒီဗီဒီယိုဖိုင်လေးကျွန်တော်ဖွင့်ပြကျွန်တော်ဘောနော်ဒီဗီဒီယိုဖိုင်လေးအာရိုဂျော့ဂျော့ဆိုတဲ့အကူကအာဒီ I have always said that our revolution in Burma must be a revolution of the spirit unless we can change our attitudes we will not really be able to change our society it is not enough to turn a military regime into a civilian government we have to turn ourselves into people fit to uphold a society where we do not need dictators to tell us what to do and where we will not allow dictators to tell us what to do. Sometimes we destroy our own freedom because it is the easy option. It is the easy option to listen instead of to struggle. It is the easy op option to make concessions rather than to stand up for what you know is right. In this way, we start by destroying our own freedom. When we talk about dictatorships coming to power, we have to look into how and why they managed to come into power. I have always said that all the people in our country are responsible for what we are, even if each to a very small extent. If we want to be free people, we must be prepared to take responsibility for ourselves อืมဆိုတော့အမေစုကပြောရမယ်ဆိုရင်ဘခင်ဘုကျောင်းအောင်ဆန်းရဲ့တမိတကယ်ကိုပီတာပါတယ်ဘုကျောင်းအောင်ဆန်းရဲ့တွေးတာဖြစ်ပေမဲ့ဘုကျောင်းရဲ့ပုံစံနဲ့ပတ်သက်ပြီးတော့မှလိုက်မမီတဲ့အောင်ဆန်းဦးလိုမျိုးစောက်တွဲကောင်တွေရှိတယ်လို့မျိုးပဲဘုကျောင်းရဲ့ပုံစံအတိုင်းဘုကျောင်းရဲ့တွားနေတဲ့လမ်းစဉ်အတိုင်းဘုကျောင်းအောင်ဆန်းရဲ့တွားနေတဲ့လမ်းစဉ်အတိုင်းကိုတကယ်ဖေးတူတမိပီပီလှုပ်ဆောင်နိုင်တဲ့နော် မေစုဟိုးရင်တွေကကြိုပြီးတော့မှပြောခဲ့တာနော်ကြိုပြီးတော့မှမှာခဲ့တာဆိုတော့ဒီလိုမျိုးပြည်သူအတွက်တန်ဖိုးဖြတ်မရတဲ့ခေါင်းဆောင်ခေါင်းကိုပြည်သူကချစ်တယ်ဆိုတာမထူးဆန်းပါဘူးဒါလေးကိုလည်းသိစေချင်တာပါဆိုတော့ဒီဗီဒီယိုဖိုင်လေးတင်ပေးတဲ့ကိုအာရွန်ကြော်ကြော်ပေါ့နော်ဒီကိုလည်းကျေးဇူးတင်နေမေစုနဲ့ပတ်သက်ပြီးတော့မှလည်းမေစုကဒီတော်လိုင်းရေးပဲဖြစ်ဖြစ်အာနာသိန်းတာဖြစ်ဖြစ်ဒီဟာတွေကိုမေစုကကြုံမြင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီစကားတွေပြောခဲ့တဲ့ဥစ္စာကို ဒီကိုကလည်းပြန်တင်ပြီးတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ Okay ဆိုတော့နောက်ထပ် video file လေးတစ်ခုကြည့်အောင်ပါ။ဒါကတော့ဒီကျွန်တော်တို့ဆရာနေမျိုးစင်ပေါ့ဆရာနေမျိုးစင်ကမင်းအောင်လိုင်းနဲ့ပတ်သက်ပြီးတော့မှဒီလိုလေးပြောလာပါတယ်။နားထောင်ကြည့်ရအောင်။မလို့ရတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့ဆရာဇွဲကောင်မင်းအောင်လိုင်းရခု2025နိုဝင်ဘာဒုတိယပတ်လေးကြာရောသူကိုယ်တိုင်ရွေးချယ်ပြီးတော့ ူလပားစီပြခန့်ထားတဲ့ပြည်နယ်အစိုးရအဆင့်ဆိုတဲ့ဝင်းကျုပ်ဆိုဝင်းကျုပ်ကောင်းဒီတေခင်းဧကန်နဲ့ဓမင်းဟင်းရင်နွေးလက်ဖက်ဒါတော့မှမစားရတော့အောင်နောက်ကျောကထိုးမဲ့ဓာတ်ကိုကြောက်နေရပြီဖြစ်တယ်အဲ့မလို့ရဲတာဘာမှမရှိဘူးဆိုတဲ့ကောင်ခုတော့မစားရတော့အောင်ကြောက်နေပြီမလားမကြခင်ကြားဖြတ်နေတူစီယာဇွေကြားဖြတ်မာဖီးယား မင်းအောင်လိုင်အုပ်စုမြမပြားနေနေတီတန်လိမ့်မယ်အဲ့တော့ရာဇဝေးဘေးပြေးမလို့မနက်တရားအတွက်ကြိုးစားသူများခွန်အားပြည့်ဆက်လျှောက်အာရမနောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့သူတစုမကြခင်ချက်ချက်စုအောင်ငိုကြွေးကြလိမ့်မယ်အဲ့တော့မလို့ရတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့သူနောက်မြက်ကန်းစင်နောက်ကို မြေကန်းလျှောက်ခဲ့ကြတဲ့သူတွေနောင်နာရဖို့နောက်ောက်ကြသွားပြီ။ဟွန်း။မှန်တယ်နော်။ဟိုဘယ်လိုပြောမလဲ။မဲအောင်လားနှိမ်နဲ့နှိမ်ချက်ကြီးရတယ်။ဟိုတကယ်ပေါ်တာမလုံရတာဘာမှမရှိဘူးလေ။အေးမလုံရတာဘာမှမရှိဘူးလေပေါ်တာ။ဟိုဖအန်နဲ့ဟိုမွန်ပြည်နယ်ကိုသွားတဲ့ခီးစက်မှာဆိုရင်သူ့ရဲ့ specialist တွေလောက်ထားတဲ့သူ့ရဲ့ဒီဟာအစားအသောက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှတာဝန်ယူထားတဲ့သူတွေကျွေးတဲ့ဟာလွယ်ပြီး channel ဟာတွေဒီကောင်မစားရဲဘူး။သူတေမှာကြောက်နေတယ်ခွေးတောင်းစား။ဆိုတော့ အဲ့လိုမလုံရဲတာဘာမှမရှိဘူးဆိုတဲ့ကောင်အခုမစားရဲမတော့ရဲဖြစ်နေတဲ့အကြောင်းလေးကိုနော်မင်းအောင်လိုင်းရဲ့အကြောင်းလေးကိုဆရာနေမျိုးစင်ကပြောပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဆရာနေမျိုးစင်လေးစားပါတယ်အဲ့တော့အဲ့လိုမျိုးမနှိမ်ပါနဲ့လို့ကောင်းစိုးလေးစိတ်ဆိုးနေပါဦးမဆရာ။ Okay ဆိုတော့နောက်တစ်ပြည်ပါလေးတခုကတော့အဲ့လိုမျိုးဒီစခွေးတွေဘောမတွေကိုနှိမ်မဲ့နောက်ထပ်တယောက်ရှိသေးတယ်။ကောင်းလို့ဒဲဖဲ့တာနော်ဒဲကိုဖြုတ်တာကိုဆွဲကြည့်ကြည့်ပါဦးကိုဆွဲဘယ်လိုဖြုတ်မလဲစခွေးဘောမတွေကိုအလင်းဝင်ဖို့ပေါ့ဗျာဘယ်လိုဖြုတ်မလဲကြည့်ကြည့်အောင် မင်းတို့စင်ရအကျက်တော့စစ်ကြောင်းထိုးစောက်ခုမဆိုင်ဘူးညများလာရင်ပို့ပို့ပို့ထိတယ်ကျလားမင်းတို့အုတ်လိုက်ကြီးလာရင်ပြည့်ရတာပို့ကောင်းတယ်ကွာပို့ထိတယ်ကွာမင်းတို့အုတ်လိုက်ကြီးလာကျလားမင်းတို့အုတ်လိုက်ကြီးလာတာငါတို့ပို့ပြောတယ်နည်းနည်းလူချဲပြီးလာရင်ငါတို့ပြည့်ရတာသိမ့်မထိဘူးလူနည်းနည်းကျဲတော့အဲ့တော့မင်းတို့စင်ရနဲနေပြီဆိုရင်လည်းငါတို့ရှုံးပေးလိုက်တော့လက်နဲ့ချလိုက်တော့ဒါမှမဟုတ်မင်းတို့စင်ရတွေများသေးတယ်ဆိုရင်အုတ်လိုက်ကြီးလာအခုကမင်းတို့ကကတော့ကျင်းနေရနေမထွက် မြို့ထဲမှာပဲနေမြို့တွေကလူတွေကအနိုင်ကျင့်အဲ2023ခုနှစ်ရောက်ပြီးတဲ့နောက်ပိုင်းမှာမင်းတို့ဘယ်ရွာတွေကိုစီမီစစ်ကြောင်ထိုးနိုင်တာမင်းတို့ရှိလဲအဲဟုတ်တယ်တော့မင်းစစ်တွေသားမှာဟုတ်ပါဟုတ်ပါအဲတကြောင်မှမမြင်ဘူးอืมဟမ်ငါတို့တကြောင်မှမမြင်ဘူးဟုတ်တယ်။လာတော့တော့တပုတ်ရိုက်ပြီးရ။ဟမ်။တပုတ်ရိုက်ပြီးရ။อืม။ မင်းတို့ငါပြောရမယ်အေးမာတယ်လုံးရင်ရှိတယ်စိတ်ရငါးသိန်းရှိတယ်ဆိုအဲ့ဒီငါးသိန်းလုံးကိုယ်စွဲနေတဲ့နေရာကိုလွတ်ကွာအေးငါးသိန်းသေးပါစေလွတ်မင်းတို့စစ်ကြောင်းများလေပြည့်ရတာပို့ထီတွေပဲငါတို့ကြည်တပုံကြီးရှိတယ်လာခဲ့မင်းတို့စစ်ခွေးတွေတို့ကြည်ချကြည်ရောလည်းနဲ့ရောချပြီးပြေးမဲ့ကောင်တကောင်မှမပါဘူးอืมဖောက်ခွဲရတော့ချော်ချော်လေးပဲဒါပေမဲ့ရက်ဆက်တယ်ကျောင်းညာဝင်တာမဟုတ်ဘူးချောလို့ချောတယ်ပြောတာอืม နေနဲ့နေနဲ့နေတယ်တော့ဝင်တာမဟုတ်ဘူးမင်းတို့စစ်ခွေးယုံနဲ့ဒီယုံနဲ့ရှင်ကြည့်ရဟုတ်ချက်ဒီလက်ကလေးတွေရှင်ကြည့်ရတနက်ကင်ဖို့တော့ထိုက်တယ်လားဒီမှာနူးဖက်နေတာပဲကော်မလေးလက်ကိုကင်ရမယ့်လက်တွေအလားလိုက်တယ်ရောဟိုဇဲမင်းတို့လူလူမရှိတော့ဆိုရင်လည်းလည်းချလိုက်တော့ကွာဘယ်လိုပြောမလဲအေးစစ်စစ်ငါတို့အဘလို့ခေါ်ကြရမလို့အဘရေးသားလို့ပြောကြရမလို့ကိုဇွဲရေးကျွန်တော်တို့လက်နဲ့ချမယ်အဲ့လိုပြောရင်ကိုဇွဲနားလက်အဲ့ဖြုတ်ကြရအဘလို့ဘာလို့မခေါ်နဲ့ဒီကြောက်ကနုနုလေးအလား တားကြီးတားကြီးပါဗျာอืมနောက်ဆုံးအဆင့်ကွာတားကြီးအောင်ငါလက်နဲ့ချမယ်လို့ပြောလဲရတယ်โอเคတယ်တော့တားကြီးလည်းခေါ်လို့ရတယ်တားလေးလည်းခေါ်လို့ရတယ်โอเคတယ်ဟုတ်လားအဲ့တော့မိုက်တယ်လို့နော်ကိုစွဲကိုစွဲဖြုတ်တယ်ဖြုတ်ချက်ချက်ကျွတ်စင်နော်အဲဓပုံရဲဖို့လောက်ပဲဒီကောင်တွေအာတီသားဖြစ်နေတဲ့ကောင်တွေဘယ်နေရာတော့ဘလို့စိုးမိုးထားပါတယ်ဘာဖြစ်ပါတယ်ညာဖြစ်ပါစောက်ကြီးစောက်ချေတယ်ပြောတာပြောอ่ะအဲ့နေရာမှာတော့ရှာကြီးခွေးတော်သားရေမရှိတော့2025ရဲ့ latest ရဲ့ကျစ်စင်အဲ့တော့ ေးပေါ့မင်းတို့ကတော့မင်းတို့ကိုမင်းတို့နိုင်နေတယ်မင်းတို့စတဲ့ကြီးကနိုင်နေတယ်လို့ပြောတာပဲမနိုင်နေတာလည်းတော့ငါတို့မသိဘူးပေါ့နော်တေနိုင်နေတာလားတော့မသိဘူးပေါ့နော်တေနေတေနိုင်နေတာလားတော့မသိဘူးပေါ့နော်โอเคဆိုတော့နောက်ထပ် video file တစ်ခုကြည့်အောင်ပါဒီ video file นี่တအားထူးခြားပါတယ်ဒါကတော့ဘာလဲဆိုတော့မိသားစုတွေကိုခွေးထက်မိုက်တဲ့လူဆိုတော့ဒီ video file လေးကိုကျွန်တော်ကဒါပြောမယ်ဆိုရင် reaction လုပ်ပေးချင်တာပါလောကကြီးမှာလူဖြစ်ပေမဲ့ခွေးထက်တော်မှာအဆင်မရှိခွေးထက်တော်မှာမိုက်တဲ့ကောင်တွေရှိပါတယ် အဲ့ဒါဘလိုကောင်လဲဆိုတော့ဒီလိုကောင်ပါပဲနာမည်ကတော့ရောင်နီတစ်လို့ခေါ်ပါတယ်ကဲနားထောင်ကြည့်အောင်ဒီကောင်ရဲ့အကြောင်းအရာလေးဒီကောင်ဘာကြောင့်ခွေးထမ်းပိုက်တဲ့သူလို့ကျွန်တော်ပြောရဲဆိုတော့အကြောင်းအရာလေးကြည့်ကြည့်အောင်ကျွန်တော်ပြန်လာပြီပေါ့နော်ကျွန်တော်ပြန်လာပြီအာပြန်လာပြီဆိုတော့ဘယ်ကပြန်လာလဲပေါ့ကျွန်တော်ထောင်ကနေပြန်လာပါပြီကျွန်တော်2024ရှစ်လပိုင်းလောက်ကထောင်ကြခဲ့တယ်ပေါ့905နဲ့ နိုင်ငံတော်အခြေတူပြည့်စုံမှုဆိုပြီးတော့ကျွန်တော်ငားငားနဲ့ထောင်ချလိုက်လို့ထောင်ကပြန်လွတ်လာပါတယ်။ဟောအဲအဲ့တော့တက်မတော်လက်ထက်မှာတက်မတော်လက်ထက်မှာကျွန်တော်ကငားငားနဲ့တရားဆွဲခံရတယ်။သူများအတိတော်တော့ထူးထူးဆန်းခြင်းမှာထူးဆန်းမယ်ကျွန်တော်လိုလူမျိုးတက်ကြတာထူးဆန်းတယ်။ဟုတ်လား။ဟိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကမြမတက်မတော်ကိုဒီတခဲနဲ့တည်း NLD ပါတီတစ်ခုလုံးမှစန့်ကျင်နေတဲ့အချိန်2021ပေါ့ဗျာနော်အဲအဲ့လိုအချိန်ခါမျိုးမှာတက်မတော်ကိုရေရင်ဝင်ကျွန်တော်ကလောမျိုးမှာကျွန်တော်ကဥဆောင်ပြီးတော့ထောက်ခံခဲ့တယ်တက်မတော်ထောက်ခံပွဲတွေကိုကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးတော့လုတ်လုတ်ခဲ့တယ်စင်မြစ်ပေါ်မှာတက်ပြောတယ်စကားပြောတယ်ကျွန်တော်တို့နိုင်ငံရေးသမားတွေဆိုတာဗတ်လိုက်မှုကင်းဝေးရမယ်အဲ့ဒီအတိုင်းမှာအမြင်မတော်ရင်တော့ပြောရလိုက်မယ် ျွန်တော်တို့ကတော့ပြောနေမှာပဲအဲ့တော့ဒီလောက်လုပ်ပြီးထားတဲ့လူထောင်ချရလောက်မယ်အပြစ်မဟုတ်ပဲနဲ့ထောင်ချပစ်လိုက်တာဒါတွေအထက်ကလူကြီးတွေမတိလောင်ဘူးလို့ထင်ပါတယ်အောက်ချင်တဲ့တင်ကျွန်တော်ထောင်ချလိုက်တယ်ပေါ့ဗျာဆိုတော့သူများတွေကထင်ကောင်းတင်ကြလိုက်မှာရောင်နေတကြီးကတော့စိတ်ပြောင်းသွားပြီပေါ့နော်စိတ်ပြောင်းသွားပြီပေါ့မြတ်တက်မလို့ပုံမှာ အထင်လွဲသွားလောက်ပြီပေါ့နော်စိတ်တက်ကြသွားလောက်ပြီလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းနဲ့ကွာတယ်အဓိကနဲ့တမညာခွဲခြားတယ်လို့ကျွန်တော်လည်းခွဲခြားပါခွဲခြားတတ်ပါတယ်ကျွန်တော်လုပ်တဲ့လူပုဂ္ဂိုလ်ကိုကျွန်တော်မုံကောင်းမုံလိုက်မယ်อืมအကျဉ်းနဲ့ကောင်းမကျဉ်းနဲ့လိုက်မယ်ဟုတ်ပြီဒါမှလည်းတက်မတော်အဖွဲ့အစည်းတစ်ရက်လုံးနဲ့မဆိုင်ဘူးဩကျွန်တော်တို့ကတက်မတော်ကိုထောက်ခံမြဲထောက်ခံနေမှာပဲထောက်ခံတင့်တဲ့အချိန်ထိကျွန်တော်တို့ကထောက်ခံနေလိုက်မယ် ်မြန်မာတက်မတော်ကတော့အစင်ထာဝရထောက်ခံနေရမှာပါဘာလို့လဲကျွန်တော်တို့ကမြန်မာနိုင်ငံသားတွေဖြစ်နေတာကိုကိုနိုင်ငံသားကမှကိုနိုင်ငံမှာရှိတဲ့တက်မတော်ပထောက်ခံဦးဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကြီးကရှိလာမှာမဟုတ်ဘူးอืมအဲ့တော့ကျွန်တော်ကဒါကျွန်တော်ပြန်ထွက်လာခြင်းမိတ်ဆက်စကားဖြစ်ပါတယ်อืมဆိုတော့စစ်တပ်ကဒီလောက်ဒုသူ့ဘဝကိုဒီလောက်ဒုက္ခပေးခဲ့တာတော့မှစစ်တပ်ကိုဟိုဘယ်လိုပြောမလဲတေလောင်းချစ်နေတယ်ဆိုတော့ ီလိုကောင်မျိုးကိုကျွန်တော်ကခွေးထက်မိုက်တဲ့လူလို့ပဲပြောချင်တယ်ဆိုတော့ဒီဗီဒီယိုဖိုင်လေးရဲ့ MB ကတော့ခွေးထက်မိုက်တဲ့လူတဲ့နော်ဒီလောက်ဒုက္ခပေးထားတာဗျာဒါပေမဲ့ဒီလိုကောင်လေးကပြောမယ်ဆိုအုံတော့မရှိဘူးဘာကြောင့်ဆိုတော့ဒီကောင်ထက်ပို့ပြီးစီနီယာကြတယ်ဒီကောင်ထက်ပို့ပြီးတော့မှပေါ့ဗျာသိရမလားဟိုစီနီယာကြရဆိုတာဗျာ social influence ပြောတာဗျာစီနီယာကြရဇော်ဖွင့်လို့ကောင်မျိုးပဲရောက်ပါလေအေးအဲ့ဒါမှမသိပဲဒီကောင်အဲ့လိုမျိုးဘယ်လုပ်တယ်ဆိုတော့ကောင်ဆောက်ပိုးပဲလေအဲ့ဒါခွေးထက်မိုက်တဲ့ကောင်လို့ပြောတာဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်တွေ့ပါမယ် မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေ။ Blatter Reblog YouTube Channel ဖြစ်ပါတယ်။ဒီ show အပေးခဲ့ကြတဲ့ဒေါ်လာမျိုးတွေအားလုံးပဲစိတ်ချလာကြကိုကြီးကြမှာကျင်းနှလုံးတို့ကပြောပါနိုင်ကြပါသေးဗျာ။